ဒီနေ့ကတော့တရင်ကျော်လာပြင်းနေ့မှာဖြိုးတို့အိမ်မှာလုံးလေးလှုပ်ထားရှိရဲရိုးရဒလိလေးကိုဖြိုးကတင်ဆက်ပြတ်သားပေးလိုက်ပါတယ်ရှင်ဖြိုးဘလို့လို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်အားလုံးမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါကတော့ဖြိုးကောက်ငင်ခွက်လှုပ်ဖို့အတွက်ပေါ့နော်ကောက်ငင်စိန်ထားတဲ့ကောက်ငင်လေးတွေကိုအရင်ဆုံးပေါင်းမိတာဖြစ်ပါတယ်ဒီကောက်ငင်ပေါင်းတာကြတော့ဖြိုးတို့ကောက်ငင်မယွေခွက်ကိုတရင်ကျော်မတိုင်ခင်နှစ်ရက်အလိုမှာဒါကောက်ငင်ပေါင်းပြီးတော့ကောက်ငင်မယွေခွက်လှုပ်မှာပေါ့နော် ကဲကောက်ငင်ပေါင်းတဲ့ခါကြလို့ရှင်ပြို့တော့တအားကြီးနူးစရာမလိုဘောเนาะဒါရေပထမတစ်ချိန်ရေတောက်ပြီးရင်ဒုတိယတစ်ချိန်ဆိုလို့ရှင်တော့ရပြီဘောเนาะကဲရေနည်းနည်းတောက်ပြီးရင်တော့ဒါအထောက်အောက်လှမ်းပြလိုက်ပါမယ်ကဲအခုလိုနေထားလေးဆိုလို့ရှိရင်ကောက်ညင်ဟာရပြီပေါ့နော်ဒီကောက်ညင်လေးတွေကလေဒီစံစည်းအတိုင်းလေးဖြစ်နေတာဟိုကတို့မယူခက်လောက်တဲ့ခါပို့ပြီးတော့စားကောင်းနေသေးလားတအားစီးလို့ရှိရင်မယူခက်လောက်တဲ့ခါစားမကောင်းတော့ဘူးပေါ့နော် ကဲအဲ့လိုကောက်မြင်လေးတွေရပြီဆိုရင်ဖြိုးတို့ကဒါနှီးလေးနဲ့ပုံဖော်ပြီးတော့ဒါအဝိုင်းလေးဖြစ်အောင်လို့လုပ်ပေးပါမယ်ဒါတော့ဖြိုးတို့ဒီသတင်းကြိုလာပြင်းနေမတိုင်ခင်နှစ်ရက်လောက်ထ ਿਆ ဖြိုးတို့ကြိုလောက်ထားတာပေါ့နော်အာ ready made ဝယ်ရင်လည်းရတယ်ဆိုပေမဲ့ဖြိုးတို့အိမ်မှာကြတော့အမေကလေဟိုအဖိုးတို့အဖားတို့ခစ်တရားလုတ်တဲ့အတိုင်းပေါ့နော်အိမ်မှာပဲကိုယ်တိုင်လက်နဲ့လှုပ်ရတာကိုပို့ပြီးတော့သဘောကျတာဆိုတော့လေဒါဒီအချိန်မှာလည်းဖြိုးတို့အိမ်မှာအခုလိုပဲဒါကိုယ်တိုင်လှုပ်ကြတာပါ ကဲဒီမရွေးခွက်လေးတွေကိုဖြိုးတို့ကအချိန်တရက်နှစ်ရက်ပေါ့နော်နေပြင်းပြင်းလေးနဲ့ဖြိုးတို့ကနေလှမ်းပေးရမှာပေါ့နော်ဒါမှသတင်းကြွလာပြင်းနေရောက်ရင်ဖြိုးတို့တွေဖျားကတ်တာတို့အိမ်ကြီးချင်းတွေဝေတာတို့လုပ်လို့ရတာပေါ့နော်ကဲအခုလို့မြေရွက်ကလေးတွေရပြီဆိုရင်တော့ဖြိုးတို့နေပူလှမ်းထားလိုက်ပါတော့မယ်။ကဲနေပူလှမ်းတဲ့အခါကြလို့ရှိရင်လည်းအဖက်နှစ်ဖက်လုံးကိုဒါအချောက်ညီအောင်လို့ပေါ့နော်။တစ်ခုပြီးတစ်ခုဖြိုးတို့သတိထားပြီးတော့လှမ်းလှမ်းပေးရပါတယ်။ ကဲဒီကောက်မြင်ွက်လေးတွေရပြီဆိုလို့ရှင်တော့ဖြိုးရွားတာသတင်းကြောမနှက်ဆိုလို့ရှင်တော့ကြော်မှာပေါ့နော်ကဲသတင်းကြောလာပြင်းနေရောက်ဖို့တရက်အလိုမှာတော့ဖြိုးရိုးအိမ်မှာထိုးမုတ်တွေစပြီးတော့လုံနေပါပြီဒါကသတင်းကြောလာပြင်းနေမနှက်မှာအိနီနာချင်းတွေကိုဝေမှာပေါ့နော်အဲ့ဒါကြောင့်မို့ဖြိုးရိုးမေယာဒါထိုးမုတ်နှက်ပြီကိုဒါကိုယ်တိုင်ပဲမုတ်အိုနဲ့ဖုတ်နေတာဖြစ်ပါတယ် ဒီထိုးမွားကြတော့ပြိုးတို့တွေကရှမ်းတောင်သူလို့ပြောရမလားပအိုးလူမျိုးပေါ့နော်အဲ့လိုလူမျိုးတွေဆိုတော့လေဒါအမေတို့ကဒီရှမ်းတောင်သူရိုးရပအိုးတွေထိုးတဲ့အတိုင်းပဲဒီမုတ်တွေကိုလှုပ်တာပါပြီးရင်အပေါ်မီအောက်မီနဲ့တေချာပေါ့နော်ကြာကြာနာနာမီးဖုတ်တယ်ကဲအခုဆိုလို့ရှိရင်တော့ဖြိုးလို့ရဲ့ထုံးမုတ်လေးရသွားပါပြီထုံးမုတ်တွေကတော့အိမ်ကအများကြီးပဲရတယ်အာမနဲ့ရောက်လို့ရှိရင်တော့ဒါအင်းနီနာချင်းတို့လိုက်ဝေတာပေါ့နော် ကဲဒါတော့သတင်းကြောလာပြင်းနေအကြိုညလေးမှာကျိုးတို့အိမ်မှာစီမီးရေပူဇော်ပြီးတော့သတင်းကြောလာပြင်းညလေးကိုကြိုးဆိုတာဖြစ်ပါတယ်။တခြားဒေသမှာတော့မသိဘူးဖြိုးတို့ဒေသမှာဆိုလို့ရှိရင်တော့သတင်းကြောဆိုလို့ရှိရင်အကြိုညရေသတင်းကြောလာပြင်းညရေလာပြင်းကြောတညရေပေါ့နော်။၃ရက်တိတိကိုစီမီးထုံးပြီးတော့ပူဇော်တာဖြစ်ပါတယ်။ ကဲလာပြီးမရောက်ခင်တရက်လူတွေကဖြိုးလို့ရက်ွက်ထင်မှာတော့ဒါတရက်ွက်လမ်းနေမှာလဲမီးတွေထွန်းကြတယ်အဒီညာမီးကလည်းပြတ်နေတယ်ဆိုတော့လေသတင်းကြိုးရဲ့အရာတော်ပို့ပြီးတော့ခန်းစားရတာပေါ့နော်ကလေးတွေကတော့ဒါငရေမီးစော့နေကြပါပြီလောက်ကြည့်လောက်ကြည့်ဒါငယ်ဘွားလေးတော့လွမ်းသွားတယ်တိလာသူတို့စော့နေတာတွေ့ပြီးတော့လေကဲအခုဆိုရင်တော့ဒါသတင်းကြိုးလာပြင်းနေမနှက်ကိုရောက်ပြီပေါ့နော်အမေကဒါဖះနဲ့အိမ်နဲ့အိမ်ဆောင်နဲ့တွေကိုကပ်ဖို့အတွက်ပြင်ဆင်နေတာပါ အကြော်ဓာတ်တွေပါတယ်ကျတော့ဖြိုးရိုးအဲ့ရမနိုးတော့လေမရိုက်ဖြစ်လိုက်ဘူးအခုဒါကျတော့အိမ်ဆောင်တဲ့ကပ်ဖို့အတွက်အမေကတစ်တီးတွေမုတ်တွေအဲသမင်းပေါ့နော်ပြီးလို့ရှိရင်အိမ်မှာလုပ်တဲ့မုတ်တွေနဲ့ကွန်ရတွေကွန်ရတွေပါပါပါတယ်အရင်ဆုံးဖျားကတ်တယ်ပြီးွားရင်အိမ်ဆောင်နှက်ကိုကပ်ပါတယ်ဒါကတော့ဖြိုးတို့အဖိုးတို့ဖွားတို့ခစ်တဲ့ကလုတ်ခဲတဲ့ဒလိလေးဆိုတော့လေအမေကအဖိုးဖွားလေးမရှိပေမဲ့လည်းအမေဆက်ပြီးတော့လုတ်တာပေါ့နော်ဒါကတော့မိဖို့ဆောင်တတ်ပါဒါကကြတော့အိမ်ဆောင်တတ်အတွက်ကတ်လူနေတာပါ ဖြိုးတို့မုတ်ဝေတာတော့ဖြိုးမရိုက်ပြလိုက်တော့ဘူးဗောနော်ဖြိုးအင်ဂျင်နာချင်းနေမုတ်ဝေတာဖြစ်ပါတယ်ကဲဒီဘလော့လေးကတော့ဖြိုးတို့တင်းညွလာပြင်းနေရောက်ရင်ဖြိုးတို့အိမ်မှာလုံးလေးလုံးထားရှိရဲ့ delay တွေကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဖြိုးဘလော့လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်တယောက်ချင်းချင်းတိုင်းကျေးဇူးတင်ပါတယ်ရှင်တတား